ားလုံးပဲမင်္ဂလာပါရှင်။ချမ်းသာတဲ့အိမ်တွေမှာအမဲတွေ့ရတတ်တဲ့ဂမုံးပင်လေးတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဂမုံးပင်တွေဟာဆေးဘက်ဝင်တဲ့အပြင်ကံမြအစွမ်းတွေပါရှိနေရကြောင်းစိုက်ပျိုးတတ်ရင်အကျိုးပေးတတ်ပြီးမစိုက်ပျိုးတတ်ရင်စီးပွားမတတ်ဖြစ်နေတတ်ပါတယ်။ဒါကြောင့်စီးပွားတတ်အောင်ဘလို့စိုက်ပျိုးရမလဲဆိုတာတွေကိုပါပြောပြပေးသွားမှာဖြစ်ပါတယ်။ကျမတို့ရက်ွက် ကျမတို့လမ်းမှာ နေထိုင်ရရှိတဲ့ကုန်တဲ့အိမ်တိုင်းမှာ ။မကြသေးမီနစ်ကမှစပြီးတော့အိမ်အသစ်ဆောက်လုပ်ခြင်း၊မော်တော်ကားဝယ်စီခြင်းတို့အပြင်အလူအတန်းကိုလည်းမကြခဏဆိုသလို ပြုလုပ်လှူဒန်းနေရတယ်ကိုတွေ့မြင်ရပါတယ်။မျက်စိအောက်တွင်မယုံကြည်နိုင်လောက်အောင်စီးပွားဥစ္စာလျင်မြန်တိုးတက်ပြောင်းလဲမှုကိုအံ့ဖွယ်တွေ့မြင်လိုက်ရပါတယ်။သူတို့တို့နဲ့နှိစက်မှုရှိသူအတော်ကြီးက၎င်းတို့ရဲ့စီးပွားရေးတိုးတက်မှုကိုမြင်မြင်ကြည့်မိပါတယ် အတော်ကြီးကသူတို့၏အိမ်တွင်ဂမုံးပေတပင်ရှိကြောင်းအပင်ငယ်လေးတပင်ကိုငွေ30ပေးရဝယ်ယူဆိုက်ပြိုးထားကြောင်းဂမုံးပင်ကြီးထွားလာတဲ့အချိန်မှာစ၍အလော့အကန့်အကျန်စီများတီးတီးတာတာတိုးတက်အောင်မြင်ကြောင်းထိပေါက်ကြောင်းအယောင်းအဝယ်ကောင်းမှုကြောင်းကိုအားရပါရပြောပြပါတော့တယ်။ ထို့အတော်ကြီးပြပြတဲ့စကားအရာတွိုင်းလာရင် ထို့သူတို့ဤအိမ်ကိုဂယုတဆိုင်ကြည့်မိရာအိမ်ဤဧကန်အတွင်းတသစီပိုင်းကြီးတစ်ခု၌တေချာစွာစိုက်ပြိုးထားပြီးငွေမြောင်ပြောင်လက်နေအောင်တုတ်ထားပြီးအရွက်စိမ့်စိမ့်အပြားရှိရှိပြောင်ပြောင်လက်လက်ကမုံးမင်တပင်တို့ကိုတွေ့မြင်ရပါတယ်ထိုကမုံးပင်ကိုတွေ့မြင်ရတဲ့အချိန်မှစ၍ကျမ၏စိတ်ထဲတွင်ထိုကမုံးပင်မျိုးကိုစိုက်ပျိုးပြုစုလိုတဲ့ဆန္ဒတွင်လွန်စွာပြင်းပြထက်သန်နေခဲ့ပါသည် သွားလျာရောက်လျာအရက်တိုင်းမှာကမုန်းပင်စိုက်ပျိုးထားတဲ့အိမ်တွေရှိရင်ထိုကမုန်းပင်မျိုးရှိမလားဆိုပြီးရှာကြည့်မိပါတယ်။အလွန်တွေ့ရနေတဲ့ကမုန်းမျိုးဖြစ်ပါတယ်။ပတ်စံချမ်းသာတဲ့အိမ်တိုင်းတွင်ကျမအလွန်လိုချင်နေသောကမုန်းပင်မျိုးကိုဟူဝေဆဆာလှလှပပတွေ့မြင်ရပြန်ပါတယ်။ထိုအိမ်ရှင်မှလည်းနှစ်မကြသေးမီအတွင်းအိမ်ဆောက်တိုက်ဆောက်မော်တော်ကားကိုတစည်းပြီးတစည်းဝယ်စီးစီးပွားဥစ္စာတိုးတက်မကြခနာအလူအတန်းပြုလုပ်နေတဲ့အိမ်တိုင်းဖြစ်နေပြန်ပါတယ်။ ၎င်းအိမ်များမှာလည်းငွေနှစ်ပေးရဝယ်ရအောင်လည်းမဟုတ်တာဝန်ယူရအောင်လည်းခင်မင်းရင်းနှီးမှုမရှိတော့ကြောင်းတခက်အခဲကြုံလျက်ကျမမှာအပင်အမျိုးမျိုးမသိသေးတဲ့အတွက်စိတ်အနှောက်အယှက်ဖြစ်နေခဲ့ရပါတယ်။ တရက်မှာနာမည်အလွန်ကြီးတဲ့အယောင်းဝယ်တော်တဲ့ဆိုင်တစ်ဆိုင်တွင်ဆိုင်ရှင်အား၎င်းကမုန်းပင်အကြောင်းကိုမေးမြန်းလိုက်ပါတယ်။ထိုဆိုင်ရှင်မှာ ထိုကမုန်းပင်ကနာမည်အတော်အများကြောင်းချမ်းသာကြီးတထေးကြီးမဲတော်ကြီးမင်းသားကြီးဟုအမျိုးမျိုးခေါ်ဝေါ်ကြောင်းတပင်လင်း25ချက်30 50တရာအထိပေးဝယ်ယူကြကြောင်းထိုကမုန်းပင်ကိုစိုက်ပျိုးပြီးမကြခင်ငွေငွေအထူးများလာကြောင်း ထိပေါက်ကြောင်းဈေးရောင်း၍အလွန်ကောင်းကြောင်းအလွန်ယုံကြည်မှုရှိကြောင်းတို့ကိုပြောပြနေရကြောင်းယခင်ကထက်လိုချင်စိတ်ပို၍ပြင်းထန်လာနေပါတယ်။နေ့တနေ့တွင် ကျမနှင့်အလွန်ယဉ်ကျေးမှုရှိလာတဲ့မိတ်ဆွေတဦးအိမ်တို့ကိစ္စတစ်ခုဖြစ်ရောက်ရှိခဲ့ရာထို့မိတ်ဆွေဤအိမ်ရှိကမုန်းပင်ဤအကြားတွင်ကျမလိုချင်တောင်းတနေတဲ့ကမုန်းပင်မျိုးကိုတွေ့မြင်လိုက်ရပါတယ်။အရှိုးရှာတက္ကသိုလ်အပြိုးရှာကညာတွေးဆိုသလိုအလိုချင်မှုဝမ်းမြောက်မိပါတယ် ထိုကမုန်းမင်အတော်လာပြီးစက်တည်ရှိလာပါလားနာမည်ဘလို့ခေါ်ပါသလဲရောင်းချင်လဲရောင်းမရောင်းချင်လဲပေးမပေးချင်လဲအတင်းယူမှာပဲဟုပြောပြောဝဲဝဲတောင်းတောင်းလူရင်းတို့ရအောင် ခတ်တူတူနဲ့နိုင်လုံမင်းထက်ပြူမိပါတယ်ကျမကြီးမိတ်ဆွေမခင်မရင်းနှီးမှုဖြစ်သည့်အတိုင်းဒီကမုန်းမင်ကိုပြည်လုံးချမ်းသာဦးခေါ်ပါတယ်နာမည်ကောင်းမွန်သလောက်နာမည်နဲ့လိုက်အောင်အကျိုးပေးလဲထူကြတယ်ဘသူ့ကိုမှပေးလဲမပေးရောင်းလဲမရောင်းဟုဆုံးဖြတ်ထားပါတယ် အမအိုတော့မပေးမဖြစ်တဲ့လူဖြစ်နေလို့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်တွေကိုပြင်ပြီးတော့ပေးရတော့မှာပေါ့မရောပါဘူးအမရဲ့အိမ်မှာပွားလာရင်သားသူတပားအောင်မပေးလိုက်နဲ့ဟုပြောပြီးအပင်ငယ်တပင်ကိုပေးလိုက်ပါတယ်ကျမမြင်မြဝမ်းမြဝမ်းသာဖြစ်မိပြီလို့တော့ပြောရင်မပြနိုင်ပါမြမဒီတပင်နဲ့ရှိလင်တော့ကျမမယူရက်ပါဘူးနောက်ပွားမှသာပေးပါကျမကိုချင်းစားပါတယ်ကျမကိုအားနာလို့မပေးမဖြစ်ပေးရတာကိုတော့ကျမမယူလိုပါဘူးဟုပြန်လည်ပြောမိပါတယ် အာအမကလည်းဒီတပင်ထဲရှိလေအမကိုပေးပါမလားဟိုမှာအပင်ကြီးရှိတယ်ဒီအပင်လေးကခွဲဆိုင်ထားတာပါအာမနာပါနဲ့အမလွယ်လွယ်နဲ့ရရင်လွလီဆာဆာမြမြနုံနုံမရှိမှဆိုလို့ခဲရခဲစစ်သဘောမျိုးကိုပြပြနေတာပါဟုဆိုတာကြောင့်မိတ်ဆွေပြရအကျိုးအကြားနဲ့လန့်ကြည့်လိုက်ရအလွန်ကြီးထွားလာတဲ့ကမုန်းပင်ကြီးကိုတွေ့လိုက်ရပါတယ် ဟာလွယ်လွယ်ရပေမဲ့ပေါ့ပေါ့ဆဆမအောင်မိပါဘူး။ကျမဒီကမုန်းပင်ကိုဆွဲလန်းတောင်းတနေရကြပါပြီ။ဒီကမုန်းပင်ပေးတဲ့အတွက်ကျေးဇူးအများကြီးအဆုလိုက်အပြုံလိုက်ကိုတင်ပါတယ်လို့ပြောပြီးအိမ်မှာယူဆိုင်ထားလိုက်ပါတယ်။ထိုကမုန်းပင်ပေးလိုက်တဲ့လူမှလည်းစီဝါဥစ္စာပေါ်များသူဩဇာအာဏာကြီးမားပြီးအရွှေအယံပေါ်များသူအိမ်ငယ်လေးမှအိမ်ကြီးကြီးဆောက်လုပ်နေထိုင်သူတယောက်ဖြစ်ပါတယ်။ ထိုကမုန်းပင်ကိုကျမ၏အိမ်တွင်စိုက်ပျိုးထား၍ဝေဝေဆဆာလှလှပပဖြစ်လာတဲ့အခါယင်းနှစ်သူမိတ်ဆွေများကတောင်းဆိုကြပါတယ်။ကျမ၏အပင်မှာမပွားသေးရကြောင်းတခြား၏အပင်မှာ အပင်ကြီးအပင်ငယ်အရွယ်အစားလိုက်ပေးဝယ်ခဲ့ကြရပါတယ်။ထိုကမုန်းပင်ကိုပြုစုစုတိုင်းလူတို့အလောက်အကိုင်းအကျန်စီ စီးပွားဥစ္စာတိုးတက်သည်ကိုယုံကြည်ကြတယ်။ထိုကမုန်းပင်ရှာဝယ်ပေးတဲ့အမအိုလည်းကျေးဇူးတင်ကြောင်းအတီးတီးပြောကြားကြပါတယ်။ကျမရှာဖွေရေးဝယ်ပေးလိုက်သူများအနက်တပင်လေး90နှစ်ပေးဝယ်လိုက်တဲ့လေးတဲ့အတော်ကြီးမှာထူးထူးခြားခြားကောင်းကျိုးခံစားရသူဖြစ်ပြီးတော့အလွန်စေးရန်ကောင်းချောင်းအလွန်မင်းစည်းဝါတိုးတက်ကြောင်းသိလိုက်ရပါတယ်။ညအခါခွေးအောင်လီ ပစ္စည်းဥစ္စာခိုးယူမှထက်ဂမုံးဝင်ပြောင်းမှစိုးရိမ်နေကြ၍မအိပ်ပဲဂမုံးဝင်မိမှထိုင်ဆောင်နေရတယ်ဟုပြောတဲ့သူကပြောကြပါဗါဒသူတို့ဤစိတ်ထဲမှာဂမုံးဝင်ရှိနေရင်စီဝါဥစ္စာရှာဖွေ၍လွယ်သည်ဟုမှတ်ယူနေခြင်းကြောင့်ဖြစ်ပါတယ်ထိုဂမုံးဝင်မျိုးမှာအခက်များပွားရန်ခဲပြီးတပင်နဲ့စီကားလှပနေတတ်သောမျိုးဖြစ်ပါတယ်တနေ့ခန့်ကြတော့အခါကျမစိုက်ပြိုးထားသောကမုံးပင်မှာပင်ပေးကတော့ပင်ရှိကပါအတက်များထွက်၍လာနေသဖြင့် ကျမကိုကမုံပေးလိုက်တဲ့မိတ်ဆွေကပင်ရှိကအခက်များကိုခွဲလို့ကခွဲပါဘေးကပေါက်နေတော့အတက်များကိုမခွဲပါနဲ့ကျွန်တော်ဆိုင်လာတာအတော်ကြပြီဘေးကမပေါက်ဘူးဘူးပင်ရှိကသာပေါက်လိရှိတယ်အမအပင်မှာဘေးကအတက်တွေပါပေါက်လာတာဟာထူးခြားလာတယ်ဟုဆိုပါတယ်မိတ်ဆွေတငယ်ချင်းအလွန်ပေါ်များသူအလွန်အားနာတတ်သောသူပေးခြင်းတဲ့သူတယောက်ဖြစ်တာကြောင့်ကျမအားကမုံပင်ပေးတော့မိတ်ဆွေကြီး သူတစ်ပါးကိုမပေးနှင်းဟုမှလိုက်သောစကားကိုနားမထောင်တော့ပဲပင်ရှိမှအတက်များကိုဖဲ့ယူပြီးပေးလိုက်ပါတယ်။နောက်တော့ဘေးကပေါက်လာတဲ့အတက်များကိုခွဲပေးပါတယ်။ခွဲဆိုင်ထားတဲ့အတက်နှစ်ခုသာကျန်ရှိပြီးပင်မကြီးမှာအငုတ်သာကျန်ရှိပါတယ်။နောက်ထပ်အငုတ်သာကျန်နေတဲ့အပင်မှာအတက်များပေါက်လာရင်မရသေးတဲ့သူများကိုပေးရပါအောင်မယ်။မကြာခဏအတက်များပေါက်နေမည်ဟုထင်ရပါတယ်။ မမုံးဆိုင်ပြိုးတဲ့အခါမှာအများအားဖြင့်ပြင်ငွေကိုလောင်း၍ကြောက်တံပရံများခက်၍ဆိုက်ပြိုးကြပါတယ်။ဆရာကြီးတယောက်ကကြေးပြားကိုပြခံ၍ဆိုက်ရမည်ဟုကြေးဖလားနှင့်နွားနို့ခံ၍အမြစ်ကိုလောင်းထည့်ရမည်ဟုပြောပါတယ်။အမွှေးတိုင်များထုံကြီးလျက်အမွှေးနဲ့တာရင်များလောင်းပြီးလင်ဥပုံနှင့်မှတရကုံမွန်လောင်း၍အရွက်ကိုစေးကြောတုပ်တင်ကြရပါတယ်။အပင်ကိုဂယူးဆိုင်ပြီးတန်တန်မြန်မြန်နဲ့စင်ပေါ်မှာတင်ထားရင်အရေးကြီးပါတယ်။မိတ်ဆွေများက အမတော့ကမုံးမင်ဆိုင်လို ချမ်းသာနေရောပေါ့ထိပနခပောက်ခုပြီလဲဈေးရောင်းကောက်ရဲ့လားစီးပွားရေးဘလို့ရှိလဲလို့မေးကြပါတယ်ထိတော့မပောက်သေးပါဘူးဈေးလည်းမရောင်းကောက်သေးပါဘူးချမ်းတော့ချမ်းသာပါရဲ့လို့ဖြေမိပါတယ်ဝါသနာမပါ၍ထိလဲမထိုးဈေးလည်းမရောင်းတာကြောင့်ပစ္စည်းဥစ္စာအစုလိုက်အပြုံလိုက်မရှိရကြောင့်စိတ်မပြတ်တဲ့သူဖြစ်၍စိတ်တော့အတော်ချမ်းသာရပါတယ်တိုက်ဆိုင်၍လာတော့မပြောနိုင်ဘေးရင်ဟောစားရင်၁၀၂၀မြတ်ရနေကြဦး ဒီလုံးချမ်းသာကမုံးပင်ဆိုင်တဲ့နေမှာစ၍ဗေဒင်ဟောစရန်တက်ဆောင်လေးတရားချက်တိတိပေးတဲ့သူများရှိလာတာကြောင့်အတော်ကိုဟန်ကြပြီးဒီလုံးချမ်းသာကမုံးပင်ဆိုင်ပြိုးချင်းကြောင့်ဟုတွေးထင်မိတာတော့အမှန်ပါကမုံးပင်တွေကိုအယုံကြည်မရှိလေမဆိုင်ပြိုးပဲနေဒီကတင့်တော်၍ဆိုင်ပြိုး၍ထားရင်စီကားတန်ဆွဲမှုရှိအောင်နော်ရေကိုမမှန်လောင်းပေးတင်ပါတယ်ဆိုင်ပြိုးတက်ရင်စီပါတက်တဲ့အပင်လေးတွေဖြစ်တာကြောင့်အပင်ဟာရှောက်သွေးမနေတင်ပါဘူး ခြံပြင်မှာထားခြင်းထက်ခြံအတွင်းမှာစိုက်ပျိုးသင့်ပါတယ်။ခြံဝန်းထဲမှာစိုက်ပျိုးတဲ့အခါမှာလေအိမ်နောက်ကျောပတ်မှာအိမ်သာအနီးနားမှာလေကားအောက်မှာအလွန်ညက်ပတ်တဲ့နေရာတွေမှာမစိုက်သင့်ပါဘူး။အိမ်ခန်းထဲထားတဲ့အခါဂမုံးရဲ့အနွယ်တွေအကိုင်းတွေဟာစမ်းမြင်မှမကြနေပါစေနဲ့။ပြီးတော့ဂမုံးပင်တွေပေါ်ကြောခွမသွားမိအောင်လည်းတတိထားဖို့လိုပါတယ်။အိမ်ကအပင်ဟာဒီအချက်တွေနဲ့ကြုံနေရပြီဆိုရင်ငွေကြေးဆုံးရှုံးမှုတွေဖြစ်စေတတ်ပါတယ်။ နောက်ထပ်6ရက်အရက်ကတော့အပင်လေးတွေရှည်လာတဲ့အခါဖြတ်တောက်ပေးတဲ့သူဟာအိမ်သူအိမ်သားကိုယ်တိုင်ပဲလောက်ရမှာဖြစ်ပါတယ်။ဒီစိမ့်ကိုဖြတ်တောက်ခိုင်းတဲ့သူဟာငွေရေးကြေးရကမကမဖြစ်စေတတ်ပါတယ်လို့ဆထားပါတယ်။ဒီလောက်ဆိုရင်ကမုန်းပင်လေးတွေအကြောင်းတိလောက်ပြီးထင်ပါတယ်။